ငါးနှစ်ပြည့်လို့လူမှုကြိုးပြုလုပ်ငန်းစဉ်တစ်ခုအနေနဲ့သွေးလူရန်ပွဲကို ARI ဘဏ်ကပြုလုပ်ခဲ့ပါတယ်။ ARI ဘဏ်ကနှစ်တိုင်းသွေးလူရန်ပွဲတွေလုပ်နေတာပါကြောင့်လဲ။နှစ်စဉ်နှစ်တိုင်းသွေးလူရန်မှုတွေလုပ်နေတာဟာသွေးလိုအပ်နေတဲ့ပြည်သူတွေစီ ARI ဘဏ်ကဝန်ထမ်းတွေ သွေးလူဒါနရဖို့ပြုလုပ်တာ ဖြစ်တယ်လို့မဝေလက်လူကပြောပါတယ်။အမအား ARI ဘန်နေပြီးတော့ဒီသွေးလူတာကိုပေါ့နော်အဲနှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပါတယ်အခုဆိုရင်၅စိတ်မြောက်ရှိပြီပေါ့နော် ိုအပ်ချက်အရာမတို့ရှိရလဲအလူရှင်တွေကလည်းပြီးတော့သွေးအလူဒါနာလေးဖြစ်သွားအောင်လို့ပေါ့ရည်ရွယ်ချက်နဲ့ပေါ့နော်ပြီးတော့ဒီဟာဟိုမရီယာရီဘန်ကနှစ်ပြည့်ရဲ့ထိမ့်မှန်းနဲ့လည်းဖြစ်တယ်ဆိုတော့ဒီပွဲလေးကိုကျင်းပခြင်းဖြစ်ပါတယ်ဒရမဆုံးချိန်သွေးလူရန်နာမှုခန်းစားချက်ကတမျိုးနဲ့အလူအတွက်ပြောမပြတတ်အောင်ဝမ်းတာပီတိဖြစ်နေသူကကုခိုင်မြဲကျော်ပါကျမလူကမလူကမလူကတော့စိတ်ထဲမှာတမျိုးလဲတမျိုးအာပြောရတော့လေစိတ်ထဲမှာဝမ်းတာပီတိဖြစ် ဒီသွေးလူရန်ဘွဲကို FNN Food Company ကလည်း100 Plus အဖြစ်ချွေရီတိုက်ကျွေးပေးခဲ့ပြီးတော့ဥပပေါင်းပါဝင်ခဲ့ပါတယ်။ကိုယ့်ရဲ့သွေးနဲ့တခြားတယောက်ရဲ့အသက်ကိုကူညီခွင့်ရလို့ပီတိဖြစ်နေတဲ့ဝေလက်လူကခန္ဓာကိုယ်ရဲ့သွေးကိုထုတ်ပြီးလှူလိုက်တာဟာမုံမြတ်တယ်လို့သူယုံကြည်တဲ့အကြောင်းကိုလည်းအခုလိုပြောခဲ့ပါတယ်။ သွေးကိုအရန်လိုအပ်နေတဲ့လူနာတွေကိုကိုကမမြင်တွေ့နေရတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့သွေးနဲ့သူများတယောက်ရဲ့အသက်ကိုဆက်ရရဲဆိုတော့ PT ကတော့တော်တော်လေးကိုအရန်အောင်ပေါ့နော် PT ဖြစ်မိပါတယ်ပေါ့နော်ဟိုဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့သွေးနဲ့တခြားလူတယောက်ရဲ့ဟိုအသက်ကိုဆက်ခွင့်ရတဲ့အတွက်တော်တော်မုံမြတ်တဲ့အလူကိုအမတို့ယုံကြည်ပါတယ်ရှင်ဟုတ်ကဲ့